ကျောင်းစုမြို့နယ်ကျွဲခရိုင်ကျေးရွာအုပ်စုပဲတိုင်ကျေးရွာစီဘျူစောတိထိုင်စခန်းစီလက်နက်ခဲယမ်းတွေတည်ဆောင်လာတဲ့ကာနစီကိုဂျားပြတ်တိုက်ခိုက်ခဲ့လို့ကျောင်းစုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကထုတ်ပြန်ပါရယ်ပဲတိုင်ရွာဖျားတောင်ကုန်းဘော်ရှိတဲ့ဘျူစောတိထိုင်စခန်းစီကိုဖျားထွက်ရွာကနေလက်နက်ခဲယမ်းလာပို့တဲ့ကာနစီကိုဂျားပြတ်တိုက်ခိုက်ခဲ့တာပါ လက်နက်ခဲရတွေတိတ်ဆောင်လာတဲ့ကာနစီပေါ်မှာရတပ်ဖွဲ့ဝင်တွေနဲ့ဗျူစောထီတွေလိုက်ပါလာပြီးတည်င်းအခိုက်မှာကြိုရထားတဲ့အတွက်ဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ကျောစုမြို့နယ်ပကဖတာဝခန်ကပြောပါတယ်။ပဲတိုင်ကျေးရွာရှိဗျူစောထီထိုင်စခန်ဟာကျောစုမြို့နယ်ထဲကဗျူစောထီစခန်တွေထဲအင်အားအများဆုံးနဲ့အကြီးဆုံးစခန်ဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီကာနစီမှာဆန်းနာရှိတဲ့လက်အောက်ခံရတပ်ဖွဲ့ဝင်တွေဗျူစောထီ15ဦးလောက်စီးနေလိုက်ပါလာကြပြီး တိုက်ပွဲအတွင်း9ဦးသေဆုံးတဲ့အပြင်2ဦးအပြေးထန်ဒဏ်ရာရပြီး2ဦးကိုတော့အရှင်ဖမ်းဆီးရမိထားတယ်လို့မြို့နယ်ပကဖစီကတရားပါတယ်။ဆန်နာရှိတဲ့ဘက်တော်သားတွေထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီးဒေါ်ဝက်အနေနဲ့တိကျအတည်ပြုနိုင်တာမရှိပါဘူး။တိုက်ခိုက်မှုအတွင်း60မမလက်နေကြီးတစ်လက်60မမကြီး၅လုံး၉မမကြီး38တောက်လက်ပြပုံတစ်လုံးဦးစီးကြီးပေါင်းတစ်ခုအပါအဝင်73ပစ္စည်းတွေနဲ့ဘူစွန်တီယူနီဖောင်းတစ်စုံသိမ်းဆည်းရမိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။